ချက်ချင်းသောတာပန်အရိယာတည်အောင်ဟောဖို့အတွက် तू ကဘာဉာဏ်ဤရှိနေလို့လဲအဲ့ဒါမေးကြည့်မယ် तू မှာဗုဒ္ဓဆက်ကူများရှိနေလားတို့တယောက်ကအာဒီယာနုတရားကိုသိလား तू ကမသိနိုင်သူရဲ့အိန္ဒြေရင့်မြင်ကိုရောသိရလားမသိနိုင်အဲ့ဒါသိကြဘယ်သူပဲရှိတော့ဘုရားတဆူပဲရှိတယ်ပြန်ပြောကြည့်ခုနကပြောခဲ့တယ်ဗုဒ္ဓဆက်ကူဘာဆက်ကူလဲဗုဒ္ဓဆက်ကူမှာဉာဏ်ဘယ်နှပါးရှိလဲနှစ်ပါးရှိတယ်နံပါတ်1အာဒီယာနုတရားဉာဏ်ဘာဉာဏ်လဲနံပါတ်2ကအိန္ဒြိယပရောပရိယတိဉာဏ်ဘာဉာဏ်လဲ အဲ့ဒီညံတပါရှင်တို့ဘာဆက်ခုလို့ခေါ်လဲဗုဒ္ဓဆက်ခုလူတယောက်ကိုတရားရုရအောင်ပြောဖို့ဆိုတာအဲ့ဒီညံတပါရှိမှရတာအဲ့ဒီအဲ့ဒီညံတပါကရောဘုသူရှိမှပဲရှိလေမြတ်စွာဘုရားရှိမှပဲရှိတယ်မြတ်စွာဘုရားရှိမှရှိတဲ့ညံသူ့မှာရှိနေလို့လားချက်ချင်းပဲတော့တယ်မှာအဲ့ဒီတောင်ဟောမယ်ဆိုတဲ့စကားဒီသူ့ကိုယ်သူဖျားလို့ပြောတာမဟုတ်လားဟုတ်လားအဲ့ဒီတော့ရုပ်တဲ့ပုဂ္ဂိုလ်လောကမှာမရှိဘူးအဲ့ဒီသူရုပ်လားသူမြတ်လားကျေကျေပြောသူရုပ်လားသူမြတ်လားဒီစီရတော်က ဘယ်ဆရာတော်ကိုရည်ရွယ်ပြီးပြောတယ်ဆိုတာဥစဉ်တို့တက္ကရာကမှတချို့သိကြမှာပါဥစဉ်ကတော့နာမည်ထုတ်ပြီးမပြောတော့ပါဘူးနော်ဆရာတော်ပြောသွားတာတကယ်မှန်ပါတယ်ယဟန္တာဖြစ်အောင်အထိလုပ်ပေးနိုင်တယ်လို့ပြောလိုက်ခြင်းဟာသူကိုယ်တိုင်လည်းပဲယဟန္တာဖြစ်နေပြီလို့ဝန်ခံလိုက်ခြင်းဖြစ်ပါတယ်ယဟန္တာမဟုတ်ပါဘဲနဲ့ယဟန္တာလို့ဝန်ခံတဲ့ပုဂ္ဂိုလ်တွေကိုတုတ်တနိဗ္ဗာန်ပါဠိတော်ဝတ္တလတုံမှာမြတ်စွာဘုရားကဘယ်လိုဆုံးမထားတယ်လဲဆိုရင် ယောဝေအနရဟံတန်တော်အရဟံပရိဇာနာတိသောရတဗျမကေလောကေဧတောခောဝတလောဓမ္မောယောနရောအကျင့်သူသည်အနရဟံယဟန္တာမဟုတ်သည်တန်တော်ဖြစ်ပါလျက်အရဟံယဟန္တာဟု၍ပရိဇာနာတိဝန်ခံ၏တဗျမကေဗျမပြေနှင့်တကွသောလောကေလောက၌သောရခိုးသူကြီးသည်ဟောတိဖြစ်၏ဧတောခောဤသည်လျင်ဝတလောဓမ္မောယုတ်မာသောသဘောတည်းလို့ဟောကြားတော်မူပါသည် အတိဘယ်ကတော့ယဟန္တာမဟုတ်ပါဘဲနဲ့ယဟန္တာလို့ဝန်ခံမဲ့ဆိုရင်တခိုးကြီးဖြစ်တယ်သူယုတ်မာဖြစ်တယ်လို့ဆိုလိုခြင်းဖြစ်တယ်တခိုးကိုသူယုတ်မာကိုဦးသိန်းတို့တက္ကရာကမတချို့ကသူတော်ကောင်းထင်ပြီးတော့ဆရာတင်၍ကိုယ်ွယ်စိတ်ကနေမဲ့ဆိုရင်ဘယ်လိုနည်းနဲ့မှသူတော်ကောင်းတရားမရနိုင်ဘူးเนาะသူတော်ကောင်းတရားအစ်စ်အမှန်ကိုရကြတယ်ဆိုရင်တကယ်သူတော်ကောင်းကိုရှာဖွေပြီးတော့ကိုယ်ွယ်စိတ်ကပါလို့ပြောခြင်းပါတယ်ဒါမှသူတော်ကောင်းတရားအစ်စ်မှန်ကိုရမှာပါเนาะ အောင်းသားဆိုဘာသာလဲဖရားတဲ့အသားကြီးဆယ်မျိုးထဲမှာနောက်ဆုံးအောင်းသားဆိုတာပါပါတယ်အဲ့ဒီအောင်းသားဆိုတာဘာကိုပြောတယ်ဆိုတာကိုဥစဉ်လဲမပြောတတ်ဘူးเนาะမပြောတတ်ဘူးဆိုတာကမသိလို့မဟုတ်ပါဘူးအမျိုးမျိုးဖွင့်ဆိုနေကြလို့ပါအဲ့ဒီအမျိုးမျိုးဖွင့်ဆိုတဲ့အထက်ကလေးချက်လောက်ချပြမယ်เนาะနံပါတ်1မြန်မာအင်္ဂလိပ်အဖိဓာန်နဲ့ယူဒတ်တန်မြန်မာအင်္ဂလိပ်အဖိဓာန်တို့မှာ အောင်တတဝါဟာအမွှေးရှည်တဲ့နွားကို ပြောတာလို့ဆိုတယ်။နံပါတ်1အရှင်ဩဘာသာဘိဝန္တရေးတဲ့သူတေသနတယုတ်ပြမိဒံကျမ်းမှာအောင်တတဝါဟာဝံပလွေကို ပြောတာလို့ဆိုတယ်။နံပါတ်3ပါကျုဆရာတော်ကြီးဗုဒ္ဓဝါဒနဲ့တတလွတ်စာတမ်းမှာအောင်တတဝါဟာဝဝံကို ပြောတာလို့ဆိုတယ်။နံပါတ်4တိပိတကပါဠိမြန်မာအဘိဓမ္မာအောင်တတဝါဟာခွေးအကိုပြောတာလို့ဆိုတယ်။ အဲ့ဒီလိုအမျိုးမျိုးဖွင့်ဆိုနေကြတဲ့အတွက်စတိအကျမပြောတတ်ပါဘူးเนาะအဲသို့တော်လည်းပဲမြတ်စွာဘုရားကယဟန်တွေကိုဒီအောင်သားမစားဖို့ပြညတ်တာတော့သိကြပါတယ်เนาะအရှင်ဘုရားဘုရားကအသား၁၀မျိုးကိုဘာလို့မစားခိုင်းတာလဲဘုရားတဲ့ဘုရားကအသားကြီး၁၀မျိုးကို မစားဖို့ပြညတ်တာဟာယဟန်တွေအတွက်ပြညတ်တာပါလူတွေအတွက်ပြညတ်တာမဟုတ်ပါဘူးเนาะအဲသို့တော်လည်းပဲလူတွေအနေနဲ့အိုက်နာတင့်ပါတယ် ဘာကြောင့်ပြည့်ညက်ရတာလဲဆိုရင်တဲ့လူသားလူသားသည်ဇတုသားဖြစ်သောကြောင့်တုတ်ပြရာကိုအကြောင်းပြု၍ဖျားပြည့်ညက်သည့်အတွက်မစားအပ်နှင့်စင်သားစင်သည်မင်းတို့၏အဆင့်အင်္ဂါဖြစ်သောကြောင့်ဖျားပြည့်ညက်သည့်အတွက်မစားအပ်သုံးမြင်းသားမြင်းသည်မင်းတို့၏အဆင့်အင်္ဂါဖြစ်သောကြောင့်ဖျားပြည့်ညက်သည့်အတွက်မစားအပ်လေးခွေးသားခွေးသည်ယုံညံ့သောတတ္တဝါဖြစ်သောကြောင့် ခွေးသားကိုစားသောယဟန်တွေကို လူတို့ကဲ့ရဲ့သည်ဖြစ်၍ဖျားပြည့်ညက်သည့်အတွက်မစားအပ်။ငါငွေသားသူပတအမိရှိတဲ့နဂါးမင်းကယဟန်တွေငွေသားမစားရန်ဖျားရှင်အားလျှောက်ထားတောင်းပန်သောကြောင့်ဖျားပြည့်ညက်သည့်အတွက်မစားအပ်။၆ချင်းသေးသားချင်းသေးသားကိုစားသောယဟန်တွေကိုချင်းသေးတွေက ရံပြုသည်ဖြစ်၍ဖျားပြည့်ညက်သည့်အတွက်မစားအပ်။ထို့အတူခနှစ်ကြားသား၈ကြက်သေးသား ကိုဝန်သားတဆယ်အောင်းသားတွေကိုလည်းပဲယဟန်တွေကစားတာကြောင့်ဤတတ္တဝါတွေကရံပြုတ်သည်ဖြစ်၍ဖျားပညတ်သည့်အတွက်မစားအပ်အဆိုပါအသားကြီးဆယ်မျိုးကို စားမယ်ဆိုရင် စားတဲ့ယဟန်သည်ဒုက္ခအပတ်တင့်ပါတယ်ကဲဒါဆိုရင်ဖျားကဘာကြောင့်အသားကြီးဆယ်မျိုးကို မစားဘူးပညတ်ရတာလဲဆိုတာကိုသိလောက်ပြီးထင်ပါတယ်နော်ဝိဇ္ဇာတို့တွေကိုအပြစ်ကင်းတဲ့သူတော်စင်တွေထင်ပြီးကိုးကွယ်နေကြပါတယ် ဝိသက်တို့တွေဟာတကယ်ရောအပြစ်ကင်းကြပါသလားတဲ့ဖုန်ကြီးပဲဖြစ်စီ လူပဲဖြစ်စီနတ်ဝိဇ္ဇာပဲဖြစ်စီအရိယာမဖြစ်သေးတဲ့၍ပုထုဇဉ်မှန်သမျှဘယ်သူမှအပြစ်မကင်းပါဘူးအပြစ်များတာနဲ့နဲတာပဲကွာပါတယ်အပြစ်မကင်းလို့လည်းပဲဖုတ္တလောက ဖုန်ကြီးတစ်ပါးဟာအမျိုးသမီးတစ်ယောက်ကိုတတ်လိုက်တာပေါ့ဖះရှင်လက်ထက်ကဇတိလဆိုတဲ့တထေကြီးရဲ့မိခင်ဘရင်မိဖုရားကြီးဟာ ဘုရင်မရှိတော့ဝိဇ္ဇတို့တဦးနဲ့ဖောက်ပြန်ပြီးသတိလတထေးကိုမွေးလာတယ်လို့ကြည်တယ်လေးထက်ဆရာတော်ကြီးရေးတဲ့ဇိနထပကာတိကျမ်းမှာဖွင့်ဆိုထားပါတယ်။ဒါကြောင့်ဝိဇ္ဇတို့တွေလည်းပဲအပြစ်မကင်းနိုင်ပါဘူးနော်။ငင်းခုန်ခြင်းကြောင့်ဘယ်လိုဆိုးကျိုးတွေရရှိနိုင်ပါသလဲဆရာတော်တဲ့။မဟာနိဒေသပါဠိတော်မှာငင်းခုန်ခြင်းကြောင့်ရရှိလာမိဆိုးကျိုး၆မျိုးကိုဖော်ပြထားပါတယ်။အဲ့ဒီဆိုးကျိုး၆မျိုးကဘာတွေလဲဆိုရင် တရညုဖွက်တဲ့ချင်းနှစ်သူ့ကျေးဇူးကိုခြေဖြတ်၍ဂုံတုဂုံပြန်ပြုတ်တဲ့ချင်း၃ငူစုဆောင်းမြောင်း၍ဝန်တိုတဲ့ချင်း၄၊ကောက်ကျစ်စင်လဲလှက်ပတ်တဲ့ချင်း၅၊မကောင်းသောအလိုဆိုးရှိ၍မှားသောအယူရှိခြင်း၆၊၆ထိုမှားသောအယူကိုစွန့်လွတ်နိုင်ခဲခြင်းတို့ပဲဖြစ်ပါတယ်။ဒါဟာငင်းခုန်ခြင်းကြောင့်ရရှိလာမိစိုးကျိုး၆မျိုးပဲဖြစ်ပါတယ်။